ရခိုင်ကစစ်ဘေးရှောင်တွေအတွက်ရန်ပုံငွေဖလားဖူးစေဘောလုံးပြိုင်ဝေးကိုဂျပန်နိုင်ငံနာဂိုယာခရိုင်မှာကျင်းပခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပွဲကို နာဂိုယာရခိုင်အသင်းရဲ့ကိုနစ်မြောက်နှစ်ပတ်လည်အထိမ်းမဲ့အဖြစ်နိုဝင်ဘာလ9ရက်ဒေသစံတော်ရှင်မနက်10နာရီကနေည7နာရီအထိနာဂိုယာခရိုင်ကတိုကျိုတာရှိမှာမြို့မှာကျင်းပခဲ့တာပါ။အမျိုးသားအသင်း16သင်းနဲ့ အမျိုးသမီးအသင်း2သင်းစုစုပေါင်း17သင်းဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။ဒီပွဲကိုဂျပန်ရောက်ရခိုင်လူမျိုးတွေအပါအဝင်စိတ်ဝင်စားသူလူဦးရေ100ကျော်လောက်လာရောက်အပိတ်ခဲ့ကြပါတယ်။ကျွန်တော်တို့ရေရှာကတော့ခါတဲ့ဝခိုင်ပြေစာကိရှောက်ပြီးတူတော့ဒီဒီကြောင့်ပါတော့ခိုင်ပါလေကျွန်တော်တို့အဲဘောလုံးပွဲက အဲ့ဒါရှိလာတဲ့အကျိုးမဲ့ပါမလားနော်အလုံးကိုအဲ့ဟက်ကစားပြီးချက်တည်ဒီတော့အဲ့ဒီဖိကလောကဆောက်ထပ်ပါတယ်အမျိုးသားအသင်းပထမစုကိုတောင်ကိုအသင်းအမျိုးသားအသင်းဒုတိယစုကိုစစ်တွေအသင်းနဲ့အမျိုးသားအသင်းတတိယစုကိုဂွတ်အသင်းတို့ကစခူးရရှိခဲ့ပါတယ်အလားတူ အမျိုးသမီးအသင်းပထမစုကို နာဂိုရအသင်းကရရှိခဲ့တယ်လို့သိရပါတယ် ရခိုင်မှာစစ်ပေးရှာဦးရေ6သိန်းကျော်ရှိတယ်လို့ HDCO ရေးစရင်အရာသိရပါတယ်ကျမအင်ကြီးဖြူပါ